ကဘာပေါ်မှာအကြီးအကျယ်ဆုံးစွန့်စားကားခီးဆိုတာကတကယ်တော့အဝေးတနေရာကိုထွက်သွားတာမျိုးမဟုတ်ဘဲကိုယ့်ရဲ့နိုင်ငံလေးဘက်ကြားထဲမှာပဲရှိနေတယ်ဆိုရင်ကောလူတူတာများများအတွက်လေအိမ်မှာနေတယ်ဆိုတာလောကကြီးကိုရှောင်ဖုံးနေတာမဟုတ်ပါဘူးအမှန်တော့လောကလေးတစ်ခုလုံးကိုကိုယ့်ရဲ့အသွင်းစိတ်ထဲမှာရှာဖွေတွေ့ရှိနေတာပါအင်းဒီစကားလေးတစ်ခုကအိမ်တွင်ပုံဆိုတဲ့အမြင်တစ်ခုလုံးကို ပြောင်းကပ်လန်လိုက်တာပါပဲဒါကြောက်လို့လို့တဲ့အရာမဟုတ်ဘူးဒါကိုကိုကိုကာကွယ်ဆောင်ရှောက်ဖို့တတိရှိရှိလှုပ်ဆောင်တဲ့လောက်ရတကူ အတွင်းစိတ်ရဲ့ငင်းချမ်းမှုကိုတမင်တကာကိုလိုက်ရှာနေတာမျိုးပါဆိုတော့လေသူတို့ပါကိုစွန့်ကလာခဲ့တယ်ဆိုတာထက်ဘဲရရှိကိုဥတီပြီးတွားနေတယ်ဆိုတာကပိုပြီးအရေးကြီးပါပဲဒါပေမဲ့အဲ့ဒီလိုငင်းချမ်းမှုကိုရှာဖွေတဲ့ခရီးကမကြာခဏဆိုတော့လို့အထင်လွဲခံရတတ်တယ်ပေါ့နော်အဲလူအဖွဲ့အစည်းကတိတ်စစ်တဲ့ဘဝကိုပိုကြိုက်တဲ့သူတွေပေါ်မှာသူတို့ပြောရင်လည်းဇလံတပုတ်ရှိနေပြီးအဲ့ဒါကအမြဲတမ်းတော့ကျင်နာတဲ့ဇလံမျိုးမဟုတ်ပါဘူးဒီမေဝမျိုးကလည်း တနာတာနဲ့အကဲဖြတ်တာကိုရောပြီးမေးလိုက်တယ်လို့ပါပဲအိမ်မှာနေရင်ပျော်ရွှင်မှုကိုရှာခွေတဲ့သူတွေအတွက်တော့ဒီမေကွန်းကတော်တော်လေးစိတ်ထိခဲ့စေနိုင်တယ်ဘာလို့လဲဆိုတော့ဖြစ်စုံတဲ့ဘဝတစ်ခုကိုအပြင်လောကရဲ့ဆူညံမှုတွေလူအုပ်တွေကြားထဲမှာပဲရှာလို့ရနိုင်တယ်ဆိုတဲ့သဘောမျိုးတက်ရောက်နေလို့ပါပဲဒီစကလောင်းတွေကဒီတိုင်းစကလောင်းတွေမဟုတ်ပါဘူးဒါတွေကအမြဲတက်ကြွနေတာနဲ့လူမှုဆက်ဆံရေးကောင်းတာကိုမှတမိုးထားတဲ့လူဖွဲ့စည်းတဲ့ပတ်လိုက်မှုတွေကိုထင်ရှားနေတာပါ။ တခုတည်းနေတဲ့တပ်ပေါ်ကိုဖြစ်ရှင်းရမယ့်ပြဿနာတစ်ခုလို့ပုံဖော်နေကြပြီးတန်ဖိုးရှိပြီးပြေးဆောင်တဲ့ရွေးချယ်မှုတစ်ခုအနေနဲ့မမြင်ကြပါဘူး။ဒါပေမဲ့လေတမိုင်းကိုပြန်ကြည့်လိုက်တော့ဇလန်ကတမျိုးဖင်နေပြန်တော့ပလက်ယောဂါကြောင့်အသွားအလာကန့်တက်ခံရချိန်မှာ သူ့ရဲ့ theory တွေကိုဖော်ထုတ်ခဲ့တဲ့ Isaac Newton နဲ့စပြီးသူ့အခန်းလေးရဲ့တိတ်ဆိတ်မှုထဲမှာတော်လန်တဲ့ကဗျာတွေကိုဖန်တီးခဲ့တဲ့ Emily Dickinson အထိပေါ့ ကြည့်လိုက်ရင်တကိုတဲနေရှင်းဆိုတာကျွန်တော်တို့ကဘာကြီးကိုပုံဖော်ပေးခဲ့တဲ့အံ့ဩစရာတွေးခေါ်ရတဲ့မြေတသာခေါင်းလက်မြေဖိခဲ့တာအကျဉ်းကျဉ်းပါပဲဒါဆိုရင်အိမ်မနေရတာကိုသဘောကျတဲ့ဒူရီယောရဲ့စိတ်ထဲမှာတကယ်ရောဘာရီဖြစ်နေတာလဲဒါက introvert ဆိုတဲ့စကားလုံးလေးတစ်ခုတည်းနဲ့တော့ကျူးမပန်ပါဘူးဒီထက်ပုံနဲ့ရှိုက်နေစိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုအပြင်လောကလိုပဲတက်ကြွပြီးအစင်မှန်ဖြစ်တဲ့ကြွယ်ဝတဲ့အတွင်းစစ်ကဘာတစ်ခုလဲပတ်နေတာပါဒီအယူအဆကဒီအတွေ့အကြုံကိုနားလဲကိုတဲ့ အဓိကတော့အချက်ပါပဲတနည်းပြောရရင်ဒါကပြင်ပကလှုံ့ဆော်မှုတွေထက်ကိုယ့်ရဲ့အတွေးတွေခံစားချက်တွေစိတ်ကူးရှိတဲ့အတဲ့ကိုပို့ပြီးအာယုံစိတ်နေတဲ့စွမ်းရည်တစ်ခုပေါ့ကိုယ့်အတွင်းစိတ်ထဲမှာအမြဲတမ်းစိတ်ဝင်စားစရာကောင်းပြီးတိုးချိတ်နေတဲ့စัจ jectorra တစ်ခုရှိနေတယ်လို့ပါပဲအဲ့ဒီစัจ jectorra ကအပြင်လောကထက်တောင်ပို့ပြီးဆွဲဆောင်မှုရှိနေနိုင်ပါတယ်ဒီခွာခြားချက်ကတော်တော်လေးအကြီးကြီးပါတယ်အထီးကျန်ခြင်းဆိုတာမရွေးချယ်ခဲ့ရတဲ့နာခြင်းဆရာကောင်းတဲ့အခြေအနေတစ်ခုပါတကိုယ်တည်းနေခြင်းကတော့ ိုယ်တိုင်ရွေးချယ်ထားတဲ့ကိုကိုကိုနဲ့ပြန်လဲချိတ်ဆက်ပြီးအာရုံဖြစ်စေတဲ့အခြေအနေတစ်ခုပါတစ်ခုကလောင်အင်းဆိုရင် နောက်တစ်ခုကလုံကြုံတဲ့နားခိုရာနေရာတစ်ခုပါပဲဒီခုအီးကိုရာခန်စားချက်ကအတွင်းစိတ်ကပါရဲ့အနှစ်သာရကိုအညာလာလာပပဖော်ပြနေပါတယ်ဆိုလိုတာကကိုယ့်ရဲ့တန်ဖိုးနဲ့အသက်ရှင်တန်မှုကိုအဖင်လောကရဲ့အထီးမှန်ဖြူမှုအပေါ်မှာမူတည်စရာမလိုတော့ဘူးဆိုတာကိုနားလည်သွားတာပါကိုယ်အတွက်ပရိသတ်ကကိုကိုယ်တိုင်ဖြစ်နိုင်ပြီးကိုယ်အတွက်စိတ်တက်ခွန်အားပေးသူကလည်းကိုကိုယ်တိုင်ဖြစ်နိုင်တယ်ဆိုတာပါပဲဆိုတော့ အနှစ်ချို့ရရင်ဒါကကိုယ်ရည်ကိုယ်သွေးဆန်ကထူးခြားချက်တစ်ခုတည်းမဟုတ်တော့ပါဘူးဒါကကိုယ့်ရဲ့စိတ်ခံစားမှုစွိုင်းရင်ကိုစီမံခန့်ကွဲဖို့အရန်ချစ်လာတဲ့နိဗျူဟာတစ်ခုဖြစ်လာပါပြီဘယ်ရာတွေကကိုယ့်ကိုအာခုံစေလဲဆိုတာကိုသိပြီးအကောင်းဆုံးပုံစံနဲ့လောကကြီးထာမှာယက်တည်နိုင်ဖို့အတွက်ရွေးချက်ရှိရှိအားပြန်ဖြည့်နိုင်တဲ့နေရာတစ်ခုကိုဖန်တီးထားတာပါ Okay ဒီလိုကိုယ့်အတွက်နေရာတစ်ခုကိုဖန်တီးလိုက်တဲ့အခါဘာရီဆက်ဖြစ်လာမလဲဒါဟာအပြန်ဖြစ်တာတစ်ခုတည်းအထံမဟုတ်တော့ပါဘူး ။ဆူညာတဲ့လောကကြီးမှာမကြကနမြက်ွယ်ပြူခန့်ရတတ်တဲ့တိတ်ဆိတ်တဲ့ဆွမ်းအားတစ်ခုထူးခြားတဲ့အားထားချက်တူကိုပြုစုပြောထောင်နေတာနဲ့အတူတူပါပဲ။ဒီအချက်ကအမင်းအိုလုံးဝပြောင်းကောက်လန့်လိုက်တို့လိုပါပဲ။တိတ်ဆိတ်ချင်းဆိုတာတစုံတရာမရှိတာမဟုတ်ပဲတခြားအရာတစ်ခုရှိနေတာပါ။ကိုအတွင်းတွေကိုပိုရှင်ရှင်လင်းလင်းကြားနိုင်တယ်ကိုစိတ်ခံစားချက်တွေနဲ့ပိုနဲ့နဲ့ဆိုင်ဆိုင်ဆက်တွေ့နိုင်တယ်နေ့စဉ်ဘဝရဲ့ဆူညံတန်တွေကြားမှာနင်းမြုပ်နေတတ်တဲ့တီးထွင်ဖန်နေနိုင်စွမ်းကိုပေါ်ထုတ်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ် သူတေသနာတွေကလည်းဒါကိုထောက်ခံထားပါတယ်။တကူတဲ့နေရတာကိုတတုံတတရှိတဲ့သူတွေဟာတီထွင်ဖန်တီးနိုင်စွမ်းစာနာမှုနဲ့စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်တွေပိုမြင့်မားလိရှိတယ်လို့ဆိုပါတယ်။ဒါတွေကဒီအတိုင်းရှိတဲ့အရေးတွေမဟုတ်ဘူး။ဒါတွေက နှဆိုင်ပြီးအထေးပြေရှိတဲ့ဘဝတစ်ခုရဲ့အခြေခံဥမြင့်တွေပါပဲ။ဒီရည်သွေးကိုဦးစားပေးတဲ့ပုံစံကသူတို့ရဲ့လူမှုဆက်ဆံရေးတွေမှာလည်းတွားပေါ်ပါတယ်။သူတို့မှာမိတ်ဆွေအပေါင်းအသင်းနဲနိုင်ပင်မဲ့ သူတို့တီဆောက်ထားတဲ့ဆက်စင်ရည်တွေကတော့ပိုနဲ့ရှိုင်းပြီးပိုစစ်မှန်ကမယုံနိုင်လောက်အောင်တစ္ဆာရှိကြပါတယ်သူတို့ရဲ့စွမ်းအင်ကိုတကယ်ရေးပါတဲ့လူတွေအတွက်ပညာရှိရှိရင်းနှီးမြှုပ်နှံကြတာပေါ့ကဲဒါဆိုရင်ဒီအချက်တွေအားလုံးကိုခြုံပြီးဖြောင်းရရင်တိတ်ဆိတ်ချင်းမှခွန်အားရှာတွေ့တဲ့သူတွေအတွက်ဘာတွေပဲတယောက်လဲဆိုလိုတာကတော့လေကိုယ့်ရဲ့ဇလန်းကိုကိုယ်လိုက်ပိုင်ဆိုင်ဖို့အချိန်ကျပြီဆိုတာပါပဲဒါကတော့တကယ့်ကိုအဆုံးစုံနားလည်မှုပါပဲအိမ်ဆိုတာရုပ်ပိုင်းဆိုင်ရာနေရာတစ်ခုမဟုတ်တော့ဘူး ဘယ်နေရာရောက်ရောက်ကိုနဲ့အတူတည်သွားနိုင်တဲ့တည်ရှိမှုအခြေအနေတစ်ခု ဖြစ်လာပါတယ်။ဒါကကိုယ်အတွက်ကိုတိုင်းတည်ဆောက်ထားတဲ့အတွင်းဆက်ရဲ့လုံးကြုံရနေရဘေတူမကုစီရနဲ့လူယူတော်လို့မရတဲ့ငင်းကြမှုနဲ့ခွန်အားရဲ့နေရာတစ်ခုပါပဲ။အင်းဆုံးရှင်းရှင်းလင်းလင်းပြောချင်တာကတော့တိတ်ဆိတ်မှုကိုနေသက်တာကနုနယ်စေတာမဟုတ်ပါဘူး။ဒါကကိုကိုကိုပို့နားလဲစေတာပါ။ရှင်းတန်ကြီးထွားဖို့ဘာလိုအပ်လဲဆိုတာကိုသိပြီးအဲ့ဒါကို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 ပေးဖို့မကြောက်တာပါ။ဒါအားနဲ့ချက်မဟုတ်ပါဘူး။တန်ညံပင်ရပါ နောက်တစ်ခုကတိတ်ဆိတ်ချင်းထဲမှာပြုစုပြောထောင်ထားလို့ကိုအင်မတ်တေကတင်းငယ်တယ်လို့ဘယ်တော့မှ အပြောမခံပါနဲ့အထွန်းစိတ်ကဘာကအဆုံးအစမရှိပါဘူးအဲ့ဒီမှာမွေးဖွားလာတဲ့ရီမန်းကြက်တရားဘလို့ပြင်ပအောင်ငင်မှုမျိုးနဲ့မဆိုရှင်တော်လောက်အောင်ကြီးမားပြီးကဘာကြီးကိုပြောင်းလဲစင်နိုင်ပါတယ်ဒါကဘဝကိုရှောင်တီးနေတာမဟုတ်ဘူးရေရှည်တီရတ်နဲ့ဘဝတစ်ခုခုတည်ဆောက်နေတာပါ ကိုကိုအဆမဖြတ်အာကုံစေတဲ့ဘဝအစားကိုကိုအာရဖြစ်စေတဲ့ဘဝတစ်ခုကိုဖန်တီးဖို့တိတိကျကျနဲ့ရွေးချယ်နေတာပါ။ဒါဟာကိုကိုကိုဂယူဆိုင်ချင်းရဲ့အမြင့်ဆုံးပုံစံပါပဲ။နောက်ဆုံးမှာတော့ဒါကဘာလဲဆိုတော့မိမိကိုကိုအဖို့ပြုချင်းဆိုတဲ့အယမ်းလှပါတဲ့စွမ်းရည်တစ်ခုပါပဲ။တယောက်ထင်းနေရာမှာကိုကြောက်နေတဲ့လောကကြီးထဲမှာကိုရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်တဲ့ရှားပါးပြီးတန်ဖိုးရှိတဲ့စွမ်းရည်ကိုပြိုးထောင်ထားနိုင်ခဲ့ပါတယ်။တိတ်ဆိတ်ချင်းထဲမှာကိုဘာသာကိုနေထိုင်ရင်း ြည့်စုံတယ်လို့ခံစားနိုင်တယ်။ဒါကတကယ့်ကိုစူပါပါဝါတစ်ခုပါပဲ။ဒါကြောင့်ဒီအကြောင်းအရာကိုဒီမေခွန်းလေးနဲ့ပဲအဆုံးသတ်လိုက်ခြင်းပါတယ်။တကယ်လို့များကိုယ့်ရဲ့တိတ်ဆိတ်ခြင်းကကြော်လွားရမယ့်အရာမဟုတ်ပဲရှားပါးပြီးအစွမ်းထက်တဲ့ခွန်အားတမျိုးဖြစ်နေခဲ့ရင်ကောဒါကိုလက်ခံပိုက်သွေးဖို့အခြေကျပြီးဖြစ်နိုင်ပါတယ်။